မိတ်ဆွေတို့ဒီနေရာလေးကိုရောက်ဘူးပါလားတောင်တန်းမြို့ကြီးတွေထဲမှာအေးချမ်းလာမတဲ့သဘာဝလာတွေဗုဒ္ဓဆင်းလို့တော်တွေနတ်သမီးဒနာကြီးတွေဒီနေရာတွေကဘလို့နေရာလဲဆိုတာသိကြပါသလားအဲ့ဒီနေရာတွေကတော့ပင်တရားမြို့လေးမှာရှိပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့သူကမင် YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့သွားမယ့်နေရာကတော့မြန်မာနိုင်ငံရဲ့တောင်တန်းလာတွေနဲ့သမိုင်းတလူတွေကိုစူပေါင်းထားတဲ့ ်ပင်တရားမျိုးလေးပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လေ့လာမယ့်အရာတွေကပင်တရားမျိုးရဲ့သမိုင်းနောက်ကန်ရွှေဥမင်လိုင်ကြီးကြီးဗုဒ္ဓဆီရုတော်ရေပုံတလုံးဤကံတော်အလှများနဲ့လက်မှုပညာများရှိတဲ့ဓနုတိုင်းရသားတွေရဲ့ညီကျင်းမှုလေးတွေဖြစ်ပါတယ်။အဲဒါကြောင့်မို့စေဝင်စားကြရင်နဲ့အတူသွားလိုက်ကြရအောင်။ပင်တရားမျိုးပင်တရားမျိုးလို့ခေါ်ခဲ့ပုံကိုခံလုံးတဲ့အထောက်ထားရှာဖွေမှုမတွေ့ခဲ့သေးပေ။ဒါပေမဲ့ ်တက်ကြီးစကားတက်ငယ်ကြဖြင့်အစဉ်စဉ်ပြောကြလာခဲ့တာကတော့ဗဆက်ရာဇဝင်တွေမှာလည်းပုံမြင်ဆန်လွန်လာပါတယ်။သူတို့ပြောစမှတ်ပြုကြတာကတော့ပင်းနေမှာရှိတဲ့ပုံတလုံးရီကံမှာနက်ကိန်းနရီညီမခုနှစ်ဖော်တို့လာရောက်ဤကစားကြစင်မှာလေကြီးမိုးကြီးကြသဖြင့်သူတို့ရဲ့ဒေတာငွေတော်မီတို့မပြတ်နိုင်မဲပင်းနေမျိုးနီးမှာရှိတဲ့လှိုင်ကူယခု ရွှေဥမေလှိုင်ကူကြီးတွင်မှာလေမိုးအနယ်ကိုကာကွယ်နိုင်မှုအတွက် ခိုအောင်နေခဲ့ကြပါတယ်။အဲဒီအချိန်မှာအလွန်ကြီးမားလာတဲ့ပင့်ကိုကြီးတကောင်ကကင်ရီမြောက်ကို အစာအတွက်ဖမ်းဆီးလိုက်တဲ့အတွက်ဂူပေါက်ကိုသူ့ရဲ့အမြင်အနေနဲ့ပိတ်ဆို့လိုက်ပါတယ်။ထို့အတွက်ကင်ရီမြောက်ကအကူကြီးတောင်းကြပါတယ်။အော်ခေါ်ပြီးတော့အကူကြီးတောင်းတဲ့အခါမှာသူ့တနုကုံမာရမင်းသားကလာရောက်ပြီးတော့ပင့်ကိုကြီးကိုမြားနဲ့ကြိတ်လိုက်ပါတယ်။အဲ့ဒီအတွက်ပင့်ကိုကြီးက တည်ဆုံးသွားရပါတယ်ထိုပင့်ကူကိုယာချင်းကြောင့်ပင့်ကူရထိုမတဖန်ကာလရွှေလျားလာတဲ့အခါမှာပင်တရဆိုပြီးတော့ဖြစ်လာတယ်ဆိုပြီးဆိုရပါတယ်အဲ့ဒီပဇက်ရာဇဝင်နေမှာဒန်နိုင်ဆန်လောလာတဲ့ဖြင့်လက်ခံနိုင်ရန်ခက်ခဲလာတော့လေပုံတလို့ရေကန်းရွှေဥမင်လန်ကူအဲ့ဓာတွေကတော့အထောက်အထားဖြစ် တွေ့ရှိနေရတာဖြစ်ပါတယ်ပင်တရမျိုးရဲ့တီနီယာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခန့်အတွင်းမှာတည်ရှိပါတယ်။ပင်တရားမျိုးသည်ပင်လယ်ရင်မျက်နှာပြန်ထက် အမြင့်ပေ3880အထက်မှာတည်ရှိပါတယ်။ပင်တရားမျိုးရဲ့မြောက်ဘက်မှာတော့ရက်စောင်းမြို့နယ်အနောက်ဘက်မှာတော့ရွာငံမြို့နယ်အရှိတ်ဘက်နဲ့တောင်ဘက်မှာကလောမြို့နယ်တို့နဲ့နနမချင်းထိစက်လျက်ရှိရတယ်။ပင်ဒီယာမြို့နယ်မှာထင်ရှားတဲ့ပုံတလုံးရေကန်မှာတော့မြို့လေကောင်မှာတရှိပြီးတော့ဧရိယာဧက 83.13အေကကျင့်ဝင်ပါတယ်။အဲ့ဒီပေါ်တလို့ရေကန်က3ရေအတွက်မိကူအားထားရတဲ့ရေကန်ပဲဖြစ်ပါတယ်။မြေချောင်းများကတော့ဇော်ကြည်မြင့်ရဲ့မြဖြားခံရာဇော်ကြည်ချောင်းမှာတောင်မမြောက်တို့တွေ့တန်းရဲ့ရှိတဲ့မြို့နယ်မြောက်ဘက်ချမ်းရဲ့စိုက်ပျိုးရေးအတွက်များစွာထောက်ကူပြုတဲ့ချောင်းတစ်ချောင်းပဲဖြစ်ပါတယ်။ပင်နေရာတော့ပြောလိုက်တာနဲ့စဉ်းစားမိတာကတော့ရွှေဦးမင်းလိုင်ကူပဲဖြစ်ပါတယ်။ရွှေဦးမင်းတဘာဝလိုင်ကူကတော့ရှမ်းပြည်နယ် ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရားမြို့နယ်မှာတရှိပြီးတော့ပင်တရားမြို့မှာအနောက်တောင်ဘက်တမိုင်ခန့်ကွာမှာတရှိပါတယ်။ရွှေဥမင်လိုင်းဦးတော်ကတော့ဂူပေါက်၃ခုရှိရာ တောင်ဘက်အကျယ်ဆုံးနဲ့အမြင့်ဆုံးဂူပေါက်မှာပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း4980အမြင့်မှာတရှိပါတယ်။တောင်ပေါ်သို့ကားလမ်းပြတစ်ယောက်သွားနိုင်ပြီးတော့ဒလီကမြောက်ခင်အဝင်ဝနေရာမှာတော့ပင်တရားမြို့တမိုင်းနယ်ဆက်ဆက်နေတဲ့ကုံမပြမင်းသားနဲ့ပင်ငူကြီးရုတ်ထုကြီးကြီးကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ထုံကြောက်ကူမျိုးစားပြပြီးတော့ဂူရဲရှိမှာ490ပေရှိပြီးတော့ဂူထဲမှာတော့ရွှေပြစ်ချထားတဲ့ရွှေဥမင်စီကြီးနဲ့ဘောရရဲ့ဘွားတော့694စုရှိပါတယ်။ဘုံမီဗီရပညာရှင်များရဲ့ခံမှတ်ချက်အရကြောက်ဆက်တိုင်များမှာနှစ်ပေါင်းတန်းလျာကဲတသက်ရှိပြီလို့သိရှိရပါတယ်။ထို့ပြင်ဂူထဲမှာရှိတဲ့စင်ချီတိုင်းမြင်းချီတိုင်းဝင်ကပါကူချွေးတဲ့ဖျား အောင်မြေနိုင်ဤကန်တို့မှာလည်း ထင်ရှားလာပါတယ်။တောင်မကြာဆုံးသောကူကိုအရှိတ်တံပြတ်တက်မှတစ်ဆင့်လေကားတဲ့တရားတစ်ထစ်တက်ပြီးတော့ဝင်လိုက်တဲ့အခါမှာတော့ဖျားရှင်ကိုစားတော့ရုပ်ပွားတော်ဆင်းလူတော်ကြီးများစွာတွေ့ရမှာဖြစ်ပါတယ်။ညံတော်မြင့်အတောင်90 85ပြည့်ရှိတဲ့ရွှေဦးမင်းစရီတော်ကိုဂူအဝင်ဝရဲ့ဘဲဘချမ်းခက်ကြကြမှာဖူးမြော်နိုင်ပါတယ်။ရုံကျင်ဦးတမန်ရတော့ထိုးစီကြီးကိုအတော်ကမင်းကတီထားခဲ့ပြီးတော့အလောင်းစီသူမင်းကပြပြင်ခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်။ဂူအဝင်ဝမလှိုင်ကောင်းမြောက်ဖက်အဆုံးထိ490ပေရှည်လျားပါတယ်။ဆက်လက်ပြီးတော့ဘုံတော်ဤကန်တော်စီကိုတွားကြရအောင်။ဘုံတော်ဤကန်ဟာရွှေဥမေလိုင်ကူရဲ့အနီးနားမှာတည်ရှိပြီးတော့ပင်ဒီယာမြို့လယ်မှာတည်ရှိပါတယ်။ကရင်ပြည်ကအစက်ရောက်တန်းနေပြီးတော့ရှိတဲ့တဲ့တမစနေဤကကျင်ဝင်ပါတယ်။ပင်ဒီယာမြို့တမန်ကျောင်းအောင်ပြန်ကြည့်လိုက်မယ်ဆိုရင်ဟိုးရင်တော့ဒီဒီတာဟာတောလုံးခေါင်ပြီးတော့ တိုင်ရတိစံလေးရာရေရှားတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်ဒေဂျီပဲစီနေတာကိုနဂါပက်တောင်ကနဂါမင်းကမကြည့်ရလို့ပင်လယ်သမုဒ္ဒရာကြီးကိုသူ့ရဲ့ခံနေတဲ့ငုံပြီးအခုလက်ရှိပုံတလို့ရီကံမှာတွန်ချခဲ့ပြီးတော့တရဝါရီရေကံကိုမဖြည့်ဆည်းအောင်အဓိထံပြုခဲ့ပါတယ်။ငါတီဤပုံတလို့ရီကံအားတတဝအများကြီးချမ်းသာစွာနေတိုင်းရဲ့အတွက်အလွန်ဝေးကွာလာသောအယက်တီတာမှပင်လယ်သမုဒ္ဒရာကြီးကိုငါဤနှုတ်တော်ဖြင့်တည်ဆောင်၍ဤရေကံဖြစ်ဖန်ဆင်းပြီးခဲ့သည်။ ်ဤမန်တော်ဒိသစကားကြောင့်ဤကန်၌ငါဖန်ခြင်းလှိလောခြင်း ဖောင်းစီခြင်းတရားတို့ခြင်းပြုလို့ပါကရေမြခန်းချောက်ပါစေတည်းဟုအတိတ်ထံပြုခဲ့သည် ဆိုပြီးတော့တမန်ကြောင့်ရှိပါတယ်အဲ့ဒီဤကန်ရဲ့အပြည့်အစုံမှာနာဂတိတ်ထံပေါ်တလို့လို့ခေါ်တွင်ကြတာပဲဖြစ်ပါတယ်ရှမ်းဆက်ကူတီလက်မှုပညာပင်ညာမျိုးကိုသွားမယ်ဆိုရင်လက်မလွတ်တဲ့နာတစ်ခုကတော့ရှမ်းဆက်ကူတီပဲဖြစ်ပါတယ် ချဲစကူတီကိုရှမ်းပြည်နယ်တောင်ပိုင်းပင်ရမြို့နယ်ငပြောတော့ရက်ွက်အရှိရွာမှာအဓိကပြုလုပ်ကြပြီးတော့၎င်းသည်ရှမ်းစကူတီတဲ့ဒနူရိုးရာထီလုံအဖြစ် ပုံမူပြီးတော့လူတီများကြပါတယ်အဓိကအပြင်တော့ရှမ်းစကူဝါတတတစီစားတဲ့တပောင်းပစ္စည်းတွေကိုအသုံးပြုထားပါတယ်ရှမ်းစကူကိုပိုးစာပင် အမြင်များမှပြုလုပ်ပြီးတော့၎င်းအာ ထီးများပန်ဒီယံမိဘုံများပြုလို့ရန်နဲ့အခြားသောအမှုပညာလမ်းမှုများအတွက်လည်းအသုံးပြုလေးရှိပါတယ်။ထီးများကိုအရွယ်အစားမျိုးမျိုးပြုလုပ်ကြပါတယ်။လေယာသုံးထီးအလတ်စင်ထီးယဟန်တန်းကများနဲ့ယူရပွဲများအတွက်လည်းအသုံးပြုကြပါတယ်။ရှာဆော့ကူထီးလမ်းမှုပညာဟာမျိုးဆက်လိုက်ဆင်းသက်လာတဲ့ဓနုရိုးရာလမ်းမှုပညာတစ်ခုဖြစ်ပြီးတော့လက်ရှိမှာတော့ကုန်ညာရှားပါမှုနဲ့လူငယ်များစိတ်ဝင်စားမှုနည်းပါးလာခြင်းတို့ကြောင့်လုပ်ငန်းလုပ်ကိုင်းသူအရေးအတွက် ကျော်လဲလာပါတယ်။ရှမ်းဇက်ကူတီများစုကိုပန်းမွင့်ပုံစံများဖြင့်စေးကြကြလေးရှိပြီးတော့လာပါတဲ့အမတ်တရပစ္စည်းဖြင့်ထင်ရှားလာပါတယ်။ဒန်နိုဒိုင်နာရင်ကြီးမှုဒန်နိုဒိုင်နာများ အများအဖြစ်ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိရဲရှမ်းမြေလက်ဒေသတစ်လျှောက်မှာနေထိုင်ကြပါတယ်။အဓိကနေထိုင်တဲ့မြို့နယ်တွေကတော့ပင်တရရွာငံအဲ့ဒီဒေသနှစ်ခုကတော့ဒနုကုပ္ပအုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။ ထို့နောက်ကလောနောင်ချိုရက်ဆောက်စားတိုင်းမြို့နယ်ရဲ့ဆက်ဆက်တက်ဒေသတွေမှာနေထိုင်ကြပါတယ်။ဒီလိုမျိုးများက တီးဘက်ပမာအနွယ်ဝင်တွေဖြစ်ကြပြီးတော့မြန်မာလူမျိုးတွေနဲ့ဆက်ဆက်မှုရှိပါတယ်။ဒီလိုတော့အမိမာပါဠိဘာသာစကားဖြင့်လေးဟုအဓိပ္ပာယ်ရပြီးတော့ရှေးခေတ်ကလေးအတက်ကျွမ်းကျင်တဲ့တန်ရာမြတ်ဖြစ်ခဲ့ကြသည်ဟုဆိုပါတယ်။တယ်လူစကားကတော့မြန်မာစကားကိုအတန်ဝိုးဝဲဖြင့်ပြောဆိုလို့ရှိကြပြီးတော့ ရှိမြန်မာစကားသံတော်များအချို့လည်းပါဝင်ပါတယ်ဝယ်စားစင်မှုဟာဆိုရင်တော့ဒေတို့တိုင်းအားတို့ဟာရှမ်းနဲ့မြန်မာတို့ရဲ့ဝတ်စုံများနဲ့နှီးစပ်မှုရှိပါတယ်အမျိုးသားဝတ်စုံမှာဆိုရင် ရှမ်းပေါင်းပြီးတိုက်ပုံတော့မဟုတ်ရှမ်းအင်ဂျီဖြူအောင်ဝတ်ဆင်ကြပါတယ်ခေါင်းပေါင်းမဖြစ်မနေပေါင်းလိုက်ရှိပြီးတော့အဝတ်ပဝါဖြင့်ရေရွရှိရှိပေါင်းကြပါတယ်ဒေတို့မျိုးသမီးရဲ့ဝတ်စုံကတော့အနီးရောင်းကိုခြိကထားတဲ့ခါတဲ့အင်ဂျီလက်ရှိနဲ့ ထမိန်တို့ဝတ်ဆက်လက်ရှိပြီးတော့ခေါင်းပေါင်းကိုလည်းထမိန်အယောင်နဲ့တူညီတဲ့အနီအောင်ဖြင့်ပေါင်းလို့ရှိပါတယ်။ယနေ့ခေတ်မှာဆိုရင်မြေပြားဒေသမှာရှိတဲ့မြန်မာဝတ်ဆုံများကိုလည်းပေါင်းဆက်ဝတ်ဆင်လာကြတာကိုတွေ့ရပါတယ်။ဓနုရွေးရအမှုပညာနဲ့ပွဲတော်တွေကတော့ဓနုအိုးစီဓနုတို့ရဲ့ရည်ကျင်းမှုအမှတ်အသားများထဲမှာအထင်ရှားသောတစ်ခုမှာဓနုအိုးစီဖြစ်ပါတယ်။ဓနုအိုးစီရဲ့ပုံစံမှာမျက်နှာဝကျပြီးလုံးပတ်ကြီးက ပုတို့တို့ရှိပါတယ်။အလူပွဲတွေ၊ယူရပွဲတွေမှာမပါမဖြစ်တီးခတ်လေးရှိပါတယ်။ဒီလိုတိုင်းလာတို့ရဲ့စီလုံးညင်မှုကိုပြသတဲ့တင်ဂေတာတစ်ခုလည်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာဆိုင်ရာလူပွဲတွေနဲ့တကြံတတင်းကျစတဲ့မြမယူရပွဲတော်တွေကို စီကားသမက်စွာကျင်းပလေးရှိကြပါတယ်။ဒီလိုတိုင်းလာများဒီရိုးသားဖြူစင်မှု၊ကျင်နာသနာတတ်မှု၊ကုညီရိုင်းမြတ်မှုနဲ့အဲဝတ်ကျေပွန်မှုတို့ကြောင့်လူတိများကြပါတယ်။ အဓိကအပြင်စိုက်ပျိုးရေးလုပ်ငန်းပြင်အသက်မွေးကြပြီးတော့ဗုဒ္ဓဘာသာကို အများစုဖူးဝဲကြသူများဖြစ်ကြပါတယ်။တဘာဝလာနဲ့ခရီးသွားနေရများပင်နေရဒေတာဝန်းကျင်မှာရှမ်းတောင်တိုင်းတခြားမှာတော့စိမ့်လန်းဆိုပြီးရဲတောင်ကုန်းတောင်တိုင်းတွေနဲ့ဝင်းရံထားပါတယ်။တောင်တန်းတွေပေါ်မှာလေမောကြံတွေလက်ဖက်ကြံတွေဂျုံငင်းတွေနဲ့စီတွေ့တင်းနံကင်းများကိုစိုက်ပျိုးရတာကိုတွေ့ရမှာဖြစ်ပါတယ်။ ရာသီဥတုလိုက်ရှုကိမမျိုးကိုခန်းစားနိုင်မှာဖြစ်ပါတယ်။ပင်နယားနဲ့မဏိမွေးမှာရှိတဲ့ရွာငယ်ဒေသတစ်လျှောက်မှာတော့တဘာဝရေကုန်နေရေပြာအိုင်များသာရှိပါတယ်။မြားတပိတ်ရေပြာအိုင်တောကျရေကုန်ရေပြာဆိုင်ရေကုန်စသည်တို့ဖြစ်ကြပြီးတော့တွားရလာရလမ်းတစ်လျှောက်မှာတော့တဘာဝလာတရားများကိုခန်းစားနိုင်မှာဖြစ်ပါတယ်။ကဲဒီနေ့မှာတော့ပင်နယားမျိုးရဲ့တမိုင်းနောက်ခံ ရွှေဥမင်လိုက်ကူကြီးဗုဒ္ဓဆင်းရဲတော်များပေါ်တော်ရည်ကတော်လာများ ရှမ်းဆက်ကူတီလမှုပညာများနဲ့ဓနုတိုင်းနာလို့ရဲ့ရင်းမှုတီတဘာဝအလားတွေနဲ့ခီးလွားနေရာတွေကိုဘဝဥဒ္ဒတွေကိုအသေးစိတ်မျှော်ပြီးခဲ့တာပဲဖြစ်ပါတယ်။ပင်နယာမျိုးဟာဒီလိုထူးခြားတဲ့ခြားတဲ့ဖရာပရိုးတွေလှပတဲ့တဘာဝရှုခင်းတွေကြောင့်မြန်မာနိုင်ငံမှာအရေးပါတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အားလုံးပဲပင်နယာမျိုးလေးကိုရောက်သွားပြီးတော့ရွှေဦးမင်းလိုင်ဦးတော်ကြီးနဲ့ ော်တော်ရီကန်ရဲ့အလားပါမှုတွေခြေဆက်ပွဲဓနုတိုင်းတိုင်းရဲ့ကျင်းမှုတွေကိုကိုယ်တိုင်သွားရပြီးတော့လေ့လာကြည့်ဖို့တော်ရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲအနားလိုက်ပါပြီကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဆက်ဝေစားကြအောင်နဲ့အကြောင်းအရာတွေကိုတိရှိဖို့ channel ကို like and subscribe လုပ်သွားဖို့မိတ်ပါနဲ့ဟုတ်လို့ပြောကြရင်ညီကုန်းချုပ်လိုက်ပါပြီနောက်လာမယ့်ဗီဒီယိုတွေမှာကျန်လဲဆုံးနှိတ်ကြပါစို့ခင်ဗျာ